အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ္တသတင်းဌာနကနေနိုဝင်ဘာလ6ရက်နေ့မနက်ခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီရဲ့အထူးရောင်ရွေးကောက်ပွဲကိုပယ်ချရမယ်လို့ယူစီလန်လွှတ်တော်အမတ်တွေပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ယူစီလန်ကလွှတ်တော်အမတ်အဖွဲ့ကလာမယ့်ဒီဇင်ဘာမှာကျင်းပမယ့်စစ်ကောင်စီရဲ့အထူးရောင်ရွေးကောက်ပွဲကိုရှုံချဖို့ယူစီလန်အစိုးရကိုတိုက်တွန်းခဲ့ပြီးအဆိုပါရွေးကောက်ပွဲကိုထောက်ခံတာမျိုးတွေမဟုတ်ဖို့စူပေါင်းတောင်းဆိုလိုက်ပါတယ် နယူးဇီလန်နိုင်ငံရေးသမားတွေဟာစစ်ကောင်စီရဲ့အတိုက်ခံအဖွဲ့အစည်းတွေအပြင်အမျိုးသားညီညွတ်ရေးအစိုးရနဲ့တွေ့ဆုံခဲ့ပြီးနေဆက်ကိုတပတ်ကြာခီးစဉ်အပြီးမှအခုလိုတောင်းဆိုချက်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။2021ခုနှစ်တွင်အာနာသိမ့်ပြီးကတည်းကတိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့စစ်အစိုးရစန့်ကျင်ရေးတပ်ဖွဲ့တွေအပေါ်စနစ်တကျရက်စက်ကြမ်းကြုတ်မှုတွေကျူးလွန်ခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ မြန်မာစစ်တပ်ကလူ9000ကျော်ကိုတပ်ဖြတ်ခဲ့ပြီးနိုင်ငံရေးအရာအနည်းဆုံးပြည်သူ2900ကျော်ကိုဖမ်းဆီးခဲ့ကြောင်းယုံကြည်စိတ်ချရတဲ့အစီရင်ခံစာတွေထွက်ပေါ်ခဲ့ပြီးတန်ပေါင်းများစွာသောပြည်သူတွေဟာကိုပိုင်နေအိမ်တွေကနေစွန့်ခွာထွက်ပြေးခဲ့ကြရကြောင်းခုလသမဂ္ဂကပြောကြားခဲ့ပါတယ်။အခုနှစ်ဒီဇင်ဘာလမှာစစ်အာဏာရှင်မင်းအောင်လှိုင်ကရွေးကောက်ပွဲတွေစတင်မယ်လို့ကြေညာခဲ့ပြီးရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုစန့်ကျင်သူတို့မဟုတ်နှောက်ယှက်သူဘယ်သူကိုမှမစိုးထောင်ဒဏ်20နဲ့အမြင့်ဆုံးသေဒဏ်အထိချမှတ်နိုင်ကြလို့ထုတ်ပြန်ခဲ့ပါတယ်။ ရွှေကောက်ကွဲလုပ်ငန်းစဉ်ရဲ့လွတ်လပ်မှုတရားမျှတမှုနဲ့ပတ်သက်ပြီးတော့စိုးရိမ်မှုပူပန်မှုတွေရှိနေပြီးအဆိုပါရွှေကောက်ကွဲတွေဟာစစ်အာဏာရှင်အစိုးရကိုတရားဝင်အစိုးရဖြစ်စေနိုင်မယ်အနေရရှိကြောင်း Trifor ကပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ရဲ့အမြင်နဲ့နေဆက်မှာတွေးဆခဲ့တဲ့အခွက်တွေရဲ့အမြင်အရာစစ်အာဏာရှင်ကိုတရားဝင်ရွှေကောက်ကွဲကျင်းပခွင့်ပေးလိုက်ရင်အလွန်ဆိုးရွားတဲ့ကိစ္စတွေဖြစ်လာမယ်ဆိုတာထင်ရှားပါတယ်။လွတ်လပ်ပြီးတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲဟာစစ်ကောင်စီကိုတရားဝင်အစိုးရဖြစ်စေမဲ့ထွက်ပေါက်တစ်ခုဖြစ်တဲ့အတွက် အဆိုပါအတူရောင်ရွေးကောက်ပွဲကိုကန့်ကွက်ဖို့လိုပါတယ်လို့ Trifor ကပြောပါတယ်။နယူးဇီလန်အနေနဲ့အတူရောင်ရွေးကောက်ပွဲရလဒ်တွေကိုရှင်းရှင်းလင်းလင်းညှင်းပယ်ပြီးနိုင်ငံတကာမိဖက်များလိုက်နာရန်အားပေးရန်လိုအပ်ပြီးနိုင်ငံတကာအတိုင်းဝိုင်းကလည်းစီအစိုးရလက်ထဲမရောက်ဘဲနေဆက်ဖြတ်ကျော်အကူအညီတွေရရှိဖို့ပိုမိုတီထွင်ဖန်တီးမှုရှိတဲ့ဤလန်းတွေကိုစဉ်းစားဖို့လိုအပ်ပါတယ်။ရွှေကောက်ခွဲနဲ့ပတ်သက်ပြီးတော့နယူးဇီလန်ရဲ့ရည်တီချက်ကိုဆွေးနွေးဖို့နိုင်ငံသားရေးဝန်ကြီးဝင်းစတန်ပီတာနဲ့တွေ့ဆုံဖို့အခွဲကချိုးပန်းသွားမှာဖြစ်တယ်လို့ Trifor ကပြောကြားခဲ့ပါတယ်။ မင်းအောင်လိုက်မှာရုရှားတရုတ်အိန္ဒိယဖီလာတို့စတဲ့မိတ်ဆွေအနေငယ်ရှိပေမဲ့အဲ့ဒီနိုင်ငံတွေဟာသူ့အတွက်တကယ်ကိုကောင်းမွန်တဲ့မိတ်ဆွေတွေပါသူတို့ကတကယ်လက်တွေ့ကြတဲ့ပံ့ပိုးမှုတွေပေးပါတယ်ကံမကောင်းစွာပဲနယူးဇီလန်လို liberal democracy နိုင်ငံတွေဟာစာရွက်ပေါ်မှာကောင်းမွန်တဲ့စကားလုံးတွေနဲ့ရှိနေပေမဲ့လက်တွေ့ကြတဲ့ထောက်ခံမှုသိမ့်မရှိတာကြောင့်ကျွန်တော်တို့သူတို့ကိုညှင့်တင်ပေးဖို့လိုပါတယ်လို့ပြောကြခဲ့ပါတယ်ပြီးခဲ့တဲ့အပတ်ကကုလသမဂ္ဂအထွေထွေညီလာခံမှာမိန်ကွန်းပြောကြားစဉ်ဖီတာက မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေကိုထုတ်ဖော်ပြောကြားခဲ့ပြီးပြည်တွင်းမှာအိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့လူဦးရေ3.5တန်းကျော်နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီ22တန်းလိုအပ်နေတဲ့အရှိတောင်အာရှမှာအစိုးရဆုံးလူသားချင်းစာနာထောက်ထားမှုအကြက်တဲလို့တစိကက်ခဲ့ပါတယ်။ဆလပီမြင်းချံမျိုးနဲ့လေတိရွာရှိစစ်ကောင်စီစူပောင်းဂိတ်ဖန်ကားကို RPG နဲ့ပြစ်ခတ်တိုက်ခိုင်းစစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီး၁၀ဦးထပ်မံထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းမြင်းချမ်းမြို့နယ်လေသိပ်ရွာရှိစစ်ကောင်စီရဲဖြူစော်တီစစ်သားစုပေါင်းဂိတ်ကိုလက်နက်ငယ် RPG နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံးပြီး၁၀ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြင်းချမ်းခရိုင်တရင်ခွနစ်0ပျောက်ကြားတပ်ဖွဲ့ရဲ့တရင်မှုဘူတက်ကြီးကသတင်းဌာနကိုပြောပါတယ်။နိုဝင်ဘာလ၄ရက်နေ့လယ်၂နာရီခန့်မှာမြင်းချမ်းမြို့နယ်လေသိပ်ရွာရှိစစ်ကောင်စီရဲ့စုပေါင်းဂိတ်ကိုလက်နက်ငယ်အပြင်ရဲဘော်ပော့ဖာကရဲရင်စွာလမ်းပေါ်အတီတက်ပြီးဘန်ကားတဲတို့ RPG နဲ့ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ၈ဦးသေဆုံးပြီး၁၀ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ပထမဆုံးလက်နက်ငယ်နဲ့ပစ်တဲ့အချိန်မှာမျက်မြင်တကောင်တည်တယ်။အဲအချိန်မှာကစင်ကလျာဖြစ်သွားတဲ့စခရီဟာဘန်ကာတဲကိုအားလုံးစုပြီးတော့ဝင်သွားတာတွေ့တယ်။အဲ့လိုပြေးဝင်သွားတဲ့အချိန်မှာရဲဘော်ပေါ်ပါကမိန်လန်းပေါ်တက်တက်တက်ပြီးတော့ RPG နဲ့ချိန်ပြီးတော့ပြစ်လိုက်တယ်။အဲ့လိုဖြစ်တဲ့အချိန်မှာမိခိုးလုံးတွေတက်လာပြီးတော့ဘန်ကာကြီးပွင့်ထွက်သွားတယ်။အဲ့ဒီတောင်လှုပ်ရှားမှုမတွေ့ရတော့ဘူးပေါ့နော်။ ်လက်သေးရွာကအုတ်ကြီးကိုမင်းကတော့နေရာမှာပဲပွဲချင်းပြီးတည်တယ်လို့ဘူတတ်ကြီးကပြောပါတယ်။အဆိုပါတိုက်ပွဲဖြစ်ပွားချိန်ဟာမိနစ်20ခန့်ကြာမြင့်ခဲ့ပြီး0ပျောက်ကြားတပ်ဖွဲ့မှရဲဘော်တွေအထိကိမ့်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။နေကွင်းမိုးလဲ2နာရီမှစပြီးတော့လုံနေဖြစ်ခတ်တယ်ပေါ့နော်။တိုက်ပွဲဖြစ်ပွားချိန်အစဆုံးမိနစ်20လောက်ကြာတယ်။ပြန်လည်ခွာစစ်စင်တဲ့အထိကျွန်တော်တို့ရဲဘော်တွေအထိကိမ့်မရှိဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ဘူတတ်ကြီးကဆက်လက်ပြောကြားပါတယ်။ ကြိုက်ပွဲဖြစ်ပွားပြီးနောက်တော်လန်ရဲရဲဘော်တွေကလက်နက်ဝင်ကောက်ဖို့တိုးစားခဲ့ပေမယ့်စစ်ကောင်စီရဲ့ခမရ15မှစစ်ကားအကြီး3စီးနဲ့စစ်ကူလာနေကြောင်းသတင်းကြားရသဖြင့်အ мян ပြန်လဲဆုတ်ခွာခဲ့တယ်လို့လည်းသိရပါတယ်။အဲဒီလိုတော်လန်ရဲရဲဘော်တွေခွာစစ်စင်နေစဉ်စစ်ကောင်စီလက်ပါစီသတင်းပေးနှစ်ဦးကိုလည်းအရှင်ဖမ်းမိခဲ့တာကြောင့်တက်ဆိုင်ရကိုအနှံခဲ့ကြောင်းကိုလည်းအသိပေးထားပါတယ်။တော်လန်ရဲတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အဆိုပါစစ်ကောင်စီဂိတ်ဟာရင်းချမ်းမြို့အခြေစိုက်ခလာရ15တပ်ရင်းဌာနချုပ်နဲ့နှစ်မိုင်ခန့်သာကွာဝေးတယ်လို့သိရပါတယ်။ အဲ့ဒီစစ်စင်ရေးကိုမြင်းချံခရိုင်တရင်ခွနဲ့0ပျောက်ကြားတပ်ဖွဲ့ရွှေကန်သားစစ်တောင်းမြင်းချံမျိုးနဲ့ပါကာဖာတို့ပူးပေါင်းပြီးစစ်သူကြီးတောင်းစစ်သည်0 colon 5ကစစ်ကြောင်းမှုအဖြစ်ဆောင်ရွက်၍ရန်ကုန်အကြီးကောင်စစ်ကြောင်းတင်ရွှေကန်သားစစ်ကြောင်းမြို့တို့ကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ဇမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။